ိမ်နေဝေးနေတဲ့အင်လွမ်းစာပရိသတ်လေးတွေရေမင်္ဂလာပါနော်ဒီတစ်ပတ်ရေအင်လွမ်းစာစီစဉ်လေးမှာတော့ဂုံစင်ကောလေးတုတ်ပြီးတော့ဂုံစင်ကောလေးနဲ့လိုက်တဲ့တို့စရာအစုံလေးနဲ့ဓမင်းစာကြမယ်နော်ဂုံစင်ကောကိုတော့တဝင်းမှာရှက်စီကောလို့ခေါ်ကြပါတယ်အရင်ဥဆုံး channel မှာရှိရေတို့စရာလေးတွေအရင်ခုမယ်ဒီမှာစိတ်ဘူးပင်လေးတွေပေါင်နေရဆိုတော့စိတ်ဘူးပင်ကိုနှုတ်ပါမယ်စိတ်ဘူးပင်ကိုတဝင်းမှာတော့ဖိုးခွန်းပန်းလို့ခေါ်ကြပါတယ် အုတ်ရွှေ့ရွက်လေးရလဲနုနေရနဲ့အုတ်ရွှေ့ရွက်လေးလဲခူပါမယ်ရှင်စင်ကိုလိုက်နဲ့လိုက်တဲ့ဒီဟိုရွက်နုလေးလဲခူမယ်ခရမ်းကျုပ်တင်နဲ့ကစုံရွက်လေးလဲခူပါမယ်ကုန်းစင်ကိုလေးထည့်ပြီးတော့သုံးမယ်စပလင်ပင်လေးလေးမယ်ပြီးရင်တော့တမယာတီခူမယ်တို့စရာလေးအားလုံးခူပြီးပြီဆိုတော့ကြက်တုံလေးလေးပါမယ် ပြီးရင်တော့တမယာတိလေးမယ်ဂျပန်လင်းပပလေးလေးပါမယ်နော်ပြီးရင်တော့ခုံးအသားလေးထုတ်ပါမယ်ကောအသားထုံရင်လေးဒီလိုတန်သားလေးနဲ့ခွဲတာကပို့ပြီးတော့လွယ်တယ်ပေါ့နော်။ကန်းကြီးကနေအခုနှိုက်ပြီးတော့လာရောက်မှာဆိုတော့လေခုံးကတော့လက်ဆက်နေရပါပြီရှင်။ ဂုံသားလေးတွေထုတ်ပြီးရင်တော့သူ့တဲကထွက်လာတဲ့ရေနဲ့ပဲစီးမယ်ပေါ့နော်။ဒီလိုစီးရကသူ့ငကိုချိုးရဲ့အရသာအတိုင်းစားရပါရဲ့ရှင်။ပြီးရင်တော့စားနေအရင်နဲ့ပဲတံမြာရည်လေးညစ်ပြီးတော့တံမြာရည်နဲ့ခနာစင်ထားလိုက်ပါမယ်ရှင်။စစ်တုံဖြူနဲ့ငရုတ်သေးစင်ကိုထောင်းပြီးတော့ထည့်ပါမယ်။ပပလီထားတဲ့စစ်တုံကြီးထည့်မယ်။အရသာမို့နင်းငယ်ထည့်ပြီးတော့တမတောင်းလို့နေလိုက်ပါမယ်။ အရသာတမသွားပြီဆိုရင်မြည်ကြည့်လိုက်ပါမယ်ရှင်ကောအရသာလေးရတော့ချိုးနေရပဲရှင်။အရသာရပြီဆိုတော့စားဖို့ပြင်လိုက်မယ်နော်။အပေါ်ကငရုတ်ကောင်းမှုလေးနဲ့ပပလီထားတဲ့စပန်နီလေးကိုဖြူလိုက်မယ်။အနက်လေးမွေးပြီးတော့ချင်းချင်းဆက်ဆက်အရသာရှိရဲ့ဂုံးစင်ကောလေးရပါပြီရှင်။ခူးထားတဲ့သူ့ဆရာလေးတွေကိုလည်းအစင်းစင်းမြင်ထားလိုက်ပါရှင်။ ဒါဆိုရင်ထမင်းစားဖို့ပြင်လိုက်မယ်နော်။ဒီနေ့ထမင်းဝိုင်းလေးမှာတော့အသင့်ချက်ထားတဲ့ငါးဟင်းလေးရဲ့အရေတောက်လေးကိုကြတော့မကြီးရွက်နဲ့ပင်ယူဟင်းလေးချက်ထားပါတယ်။ခေါင်းစင်ကောလေးရဲ့တွုတ်စရာလေးအစုံမီနဲ့ထမင်းစားကြမယ်နော်။စိတ်ဖူပင်လေးကလည်းမွေးအုတ်ရှိရွက်လေးကလည်းမွမွေးနဲ့ဂုံစင်ကောလေးကိုဒီလိုတို့စရာဆုံဆုံလေးနေနဲ့ထမင်းစားကြည့်ပါအရန်ကိုထမင်းမြင်လာပါရှင်အရသာလေးကချင်းချင်းဆက်ဆက်လေးဆိုတော့လေတော်တော်လေးကိုမှစားလို့ကောင်းပါရဲ့ပင်ယိုဟင်းချိုလေးကလည်းတောက်လို့ကောင်းနေရောရှင် ဂုံစင်ကောလေးနဲ့သူ့ဆရာလေးကြီးရောအိမ်လွှမ်းပြကြမယ်လို့မျှော်လင့်ပါတယ်။အိမ်လွှမ်းနေကြသူတွေအားလုံးအမြန်ဆုံးအိမ်ပြန်နိုင်ကြပါစေလို့အိမ်လွှမ်းစာအဖွဲ့သားတွေကနေဆုတောင်းပေးလိုက်ပါတယ်ရှင်။